းမဲမင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာမင်းခိုက်စိုးစံရေးသားထားတယ်ဒီမိုကရေစီရေကန်တွေကလိတ်တကောင်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကတော့ဟိုးဝေးကြီးစီကိုငှိကြည့်နေမိတုံးမယ် တဖြည်းဖြည်းနဲ့ကျွန်တော်ဟာလက်တကောင်ဖြစ်လာနေမှန်းကို့ဖါသားကိုသိနေတယ်။ငငယ်တုန်းကတော့အဖေနဲ့အမေကကျွန်တော်ကိုတိတ်စကားတက်တဲ့ကောင်နဲ့တကယ်ဆိုတိတ်ပြီးတော့တက်နေတာဟာအနေရဲ့ရှိမှန်းစောစောစီးစီးကလေးကကျွန်တော်သိခဲ့ဖို့ကောင်းတာပေါ့။အိယာဝင်ပုံမြင်တွေနဲ့ချော့သိလေးရှိတဲ့အဖူးကိုကျွန်တော်မိခွန်းတွေမိကြည့်ဘူးလေ။ ဖူဖူပုံမြင်တွေထဲမှာမင်းသမီးလေးဒုက္ခရောက်နေတဲ့အခါတိုင်းမင်းသားလေးတောကစားထွက်တာနဲ့အမြဲတမ်းကြုံနေတော့တို့စင်ဒရဲလာဟာဖူဖူပြောသလိုဆင်းရဲတဲ့ကောင်မလေးမှမဟုတ်တာ သူ့အဖေကကိုပိုင်အိမ်လေးရှိတယ်နောက်မင်းမလည်းယူနိုင်တယ်လေပြီးတော့စင်ဒရဲလာကိုတိုင်တောင်ပုံမြင်ဆုံးတော့ယောက်ျားယူသေးတယ်မှတ်လားအဲ့ဒီတော့စင်ဒရဲလာဟာ ိမ်ပိုင်ယာပိုင်နဲ့အရွယ်ရောက်ပြီးသားမိမတယောက်လိုပဲ ပြောရမှာပေါ့တို့စသဖြင့်ပေါ့ကျွန်တော်ရဲ့စကလုံးတွေဟာ နေရွက်တွေကိုတမယိုးကြပိတ်လာခြင်းပိတ်ထားခြင်းနဲ့သူတွေအတွက်တော့အစိတ်ရှိတဲ့ပိုးကောင်တွေနဲ့တူးနေမှာပဲအဖိုးကတော့ကျွန်တော်မိခွန်းနေမိတိုင်းပြုံပြုံကြီးကြည့်တယ်ပြီးတော့ပါဇက်ကိုပိတ်မထားနိုင်လို့ ကောင်းငင်ဘော်ကပြုတ်ကြပြီးတေရတဲ့လိတ်ကလေးအကြောင်းပုံမြင်ကိုပဲထက်ခါတလဲလဲပြန်ပြောပြပါတယ်အဲ့ဒီပုံမြင်ကိုအားလုံးကြားဘူးကြမှာပါရေအိုင်ကြီးတိုင်မှာအင်မတန်မှစကားများတဲ့လိတ်တကောင်နေထိုင်နေအဲ့ဒီရေအိုင်ကိုလာရောက်ပြန်တန်းကူးခတ်ကြတဲ့ဟင်းသာငှက်တွေနဲ့လဲသူကအတိအကျွမ်းဖြစ်နေတယ်ဖြစ်နေတာပါဒီလိုနဲ့ တခုသောနွေရသည်မှာရာသီဥတုဟာဆူဆူဝါဝါအပူလွန်ကဲပြီးရေအိုင်ထဲကရေတွေခန့်ချောက်ကုန်တဲ့။ငှက်တွေအဖိုးကတော့အเจ้าမဟုတ်ဘူးလေ။ဒီထက်ပိုကြီးမှပြီးကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ကြီးတွေစီကိုပြန်တန်းပြောင်းရွှေ့သွားယုံပေါ့။သူတို့မှာကအတောင်ပံတွေရှိတာကိုခက်နေတာကတော့လိတ်ပဲ။ ွားလာလာတာကလည်းနှီးကွေးတော့မိုင်းချီပြီးဝေးကွာတဲ့တခြားရေကန်စီဘလို့ပြောင်းရွှေ့မလဲဆက်ပြီးနေမယ်ဆိုရင်လဲ၆တွေ့သွားတဲ့ရေကန်နဲ့အတူတည်ဆုံးရမှာကုန်းပေါ်မှာတရွေ့ရွေ့သွားမယ်ဆိုရင်လဲဟိုဘက်ရေကန်မရောက်ခင်လမ်းမာတင်လူတွေကဖမ်းပြီးတတ်စားကြမှာကိုဒါပေမဲ့လိတ်ကိုခင်မင်နေတဲ့ဟင်းသာနှကောင်ကတော့အကျဉ်စီတစ်ခုရတယ် အဲ့ဒါကတော့ဒုတ်ချောင်းတစ်ချောင်းကိုဟိုဘက်အစွန်ဒီဘက်အစွန်ကနေနှုတ်သီးနဲ့ကြိုက်ချီပြန်တမ်းမယ်လက်ကတော့အလေကနေဒုတ်ကိုပါဇက်နဲ့ကြိုက်ပြီးခိုရင်းလိုက်ရမှာပေါ့အဲ့ဒီလိုစီစဉ်ပြီးတော့လက်ရဲ့စကားများတဲ့အကျင့်ကိုသိနေတဲ့ဟင်းသာကဂရိတခုတောင်းနေအဆွေလေးငါတို့အဲ့ဒီလိုပြန်တမ်းနေခိုင်မှာဘသူကဘာပဲပြောပြော အဆွေကနှုတ်တုံပြန်ခြင်းလုံးဝမလုပ်ပါဘူးလို့ဂရီပေးပါတဲ့လက်ကစကားပြောဖို့ပါဇက်ဟလိုက်ရင်ပြုတ်ကြပြီးတေမာဆူးလို့ပါလက်ကလည်းဂရီပေးလိုက်ပါလေဒါနဲ့အစီအစဉ်အတိုင်းဒုတ်ရဲ့အဖျားနှစ်ဖက်ကိုဟင်းသာနှစ်ကောင်ကချီလက်ကအလဲကောင်မှာဒုတ်ကိုပါဇက်နဲ့ကိုက်ပြီးခိုလို့ကောင်းငင်ပေါ်ပြန်တန်းခဲ့ကြတယ်တဲ့ လေကွင်းတွေပေါ်လဲဖြတ်ပြန်ရောညီပြေမော်ကနွားချောင်းသားလေးတွေကမော့ကြည့်ပြီးမြင်သွားတော့ဟာလက်ကြီးတကောင်ကိုဟင်းသားတွေချီပြီးပြန်သွားတယ်ဟေးထူးဆန်းလိုက်တာလို့အော်ဟစ်ပြီးအောက်ကနေအပြေးလိုက်ကြည့်ကြတယ်ခေါင်းတမော်မော်နဲ့ပြေးလိုက်ရင်ဗဇက်ကလည်းသူတို့ထင်ရမြင်ရတွေတယောက်တစ်ပေါက်ပြောကြတာပေါ့အဲ့ဒီစကားတွေကိုကြားရတော့လက်ခမရဥရလာတယ် နောက်ဆုံးမနီးနိုင်လွန်းတော့လို့ပြန်ပြောမယ်ဆိုပြီးသူ့ပါဇက်ကိုဟလိုက်မိတာနဲ့တပြိုင်နဲ့ကြိုက်ထားတဲ့ဒုတ်ချောင်းကနေလွတ်ပြီးညီပြင်းမော်ကို ပြုတ်ကျတေးရတဲ့အဖိုးကအဲ့ဒီပုံမြင်ကိုပြောပြီးနေရာတကာတိုင်းမှာ အခြေအနေကိုမတုံးသက်သက်ပဲပါဇက်ဟရင်ဒုက္ခတွေ့သက်တယ်လို့ဆုံးမတာအဲ့ဒီကလေးကကျွန်တော်ကြောကုန်းမှာအခွန်မာမာတစ်ခုတဖြည်းဖြည်းချင်း ခုံထလာခဲ့တယ်လို့ခန်းစားရတာပဲကျွန်တော်ကပါဇက်ဟရင်တိမဲ့လိတ်တကောင်ပါဒါနဲ့များဘာဖြစ်လို့ကျွန်တော်ကိုစကလုံးတွေတင်ပေးလိုက်ကြတာလဲကျွန်တော်တို့ငငယ်တုန်းကအိမ်တိုင်းစီတီဗီဝယ်မကြည့်နိုင်ဘူးလေကျွန်တော်တို့တလန်းလုံးမှာရုပ်မြင်သံကြားဆက်ဝယ်နိုင်တာတအိမ်ပဲရှိပါတယ်ကျွန်တော်တို့ကလေးတွေကတီဗီကြည့်ချင်းအဲ့ဒီအိမ်မှာတော့ကြည့်ရတယ် အခုနေပြန်တွေးကြည့်ရင်တော့မျက်နှာငယ်လိုက်တာလို့ခံစားရတယ်။ဒါပေမဲ့အဲ့ဒီတုန်းက ကလိမှုလို့လားမသိဘူး။အဲ့ဒီလိုမျိုးတွေမခံစားတတ်ဘူး။ကိုကြည့်ကျင်တဲ့ရုပ်ရှင်ကားတွေ TV မှာကြည့်ရရင်ကိုပြောနေတာပဲ။ TV ပိုင်ရှင်ဦးလေးကြီးကမစိုးပါဘူး။တနင်္ဂနွေနေ့နေ့လေမြမာကားလာချိန်ဆို TV ကိုအမြဲဖွင့်ပေးထားတတ်တယ်။သူက ပက်လက်ကလထိုင်ပေါ်ကနေကြည်တာ။ သူ့ပလက်ကလက်ထိုင်တဲ့ TV ကြားမှာတော့ကျွန်တော်တို့ကလေးတွေထိုင်မှုဖျားအဆုပ်ကလေးတစ်ချက်ခင်းပေးထားတယ်။စီကံချက်ကတော့တခုတည်းပဲ။ဘာပဲပြနေပြနေလုံးဝမဝေဖန်ရဘူး။တခွန်းလောက်ဝေဖန်စကားပြောမိတာနဲ့ချက်ချင်းသူ့ TV ကိုထပိတ်တယ်။ပြန်တော့ဒါပဲ။သူ့ TV မှာပြတာကိုဝေဖန်တဲ့လူအဖို့သူ့ TV ကို ကြည့်ခွင့်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ တီဗီကိုပတ်စံပေးဝယ်ထားတဲ့သူရဲ့အခွင့်အရေးဟာတီဗီဖွင့်ပိတ်ခလုတ်ပေါ်မှာလုံးဝအာဏာတက်ရောက်မှုရှိပါတယ်။ဒါလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကကျွန်တော်ကလေးဘဝနေ့ရက်များမှာပေါ့။အဲ့ဒီတုန်းကသမဝရမဆိုင်မှာတန်းစီရတယ်။အဲ့ဒီတုန်းကအမထဆန်စားရတယ်။အဲ့ဒီတုန်းကအခုထက်တစ်ပင်တွေပူပေါ်တယ်။အဲ့ဒီတုန်းကစောင်းတွင်းဟာအေးတယ်။ ဲ့ဒီတုန်းကတရုတ်ပစ္စည်းတွေအခုလောက်မများသေးဘူးအဲ့ဒီတုန်းကကျွန်တော်အိမ်မက်တွေဟာ ရှေးဟောင်းရုပ်ရှင်ကားတွေလိုပါပဲအဖြူအမဲနဲ့ပေမဲ့ရတာရှိတယ်အဲ့ဒီတုန်းကတင်းငနေတရက်မှာသူ့တီဗီရှေ့ထိုင်းမော့ရင်မြမကားတကားကို ကြည့်နေရကကျွန်တော်ပါဇက်ကလှုပ်ခနဲ့တခွန်ပြောလိုက်မိတယ်ရုပ်ရှင်ထဲမှာဈေးဝယ်ကြတဲ့လူတွေက ပတ်စံပြန်အန်းနာကိုစောင့်ယူဖို့မလိုကြဘူးနော်ကျွန်တော်စကားဆုံးဆုံးချင်းမှာပဲ TV ပိုင်ရှင်ဦးလေးကြီးကပက်လက်ကလက်ထိုင်ပေါ်ကနေဆက်ကနေထလာပြီး TV ခလုတ်ကိုပိတ်ပစ်လိုက်တယ်ပြီးတော့ကျွန်တော်ကိုမျက်နှာထားတီတီနဲ့ကြည့်ပြီးမေးဆက်ပြတယ်အဘိဘေကတော့ဟေ့ကောင်သွားတော့ပေါ့အဲ့ဒီ TV မှာခုပြနေတဲ့မြမကားကိုဝေဖန်မိလို့ကျွန်တော်ကို TV ကြည့်ခွင့်ပိတ်ပင်လိုက်တယ် ိတ်ပင်လိုက်တယ်ပေါ့ဒီလိုနဲ့ကျွန်တော်လဲကို့အိမ်ကိုကိုကုတ်ကုတ်ကလေးပြန်လာခဲ့ရတယ်ကျွန်တော်မျက်နာမကောင်းတာကိုအိမ်ကဘာကြီးတွေ့လို့မီးတော့အကျိုးအကြောင်းပြောပြမိရောဘာကြီးကရည်တယ်ပြီးတော့ตาအခုပြောတဲ့စကားတွေကသမယိုးကြအစွဲဟောင်းတွေကိုဝေဖန်တဲ့စကားတွေကွအဲ့ဒီလိုမျိုးဝေဖန်ခြင်းတဲ့လူဟာအသိဉာဏ်မြင့်မြင့်ရှိရမယ် ငါသားအသိဉာဏ်မြင့်အောင်စာမျက်များဖတ်ပြီးကွကျွန်တော်ဘကြီးကနိုင်ငံရေးသမားဟောင်းမှာသူ့ကရင်အောက်ကတစ်တာဘုံတွေထဲမှာစာအုပ်တွေဆိုတာပြည်နေတာပဲဘကြီးပြောတဲ့စကားတွေအကုန်လုံးကိုကျွန်တော်နားမလည်နိုင်ခဲ့ပါဘူးအထူးသဖြင့်တမေယိုးကြအဆွဲဟောင်းတို့ဝိဗန္နာတို့အသိဉာဏ်မြင့်နာတို့ဆိုတဲ့စကားစကားလုံးတွေဟာကျွန်တော်လိုကလေးတစ်ယောက်အတွက် ်ရှောက်ဖို့ဝေးလွန်းတဲ့ခီးပါမော့ကြည့်ဖို့တောင်ပြင်းကြီးလောက်တဲ့အဓိပ္ပာယ်တွေပါဒါပေမဲ့ကျွန်တော်သေးသေးချာချာနားလေလိုက်တာတခုတော့ရှိတယ်အဲ့ဒါကတော့စာများများဖတ်ရမယ်ဆိုတာပဲအဲ့ဒီအချိန်ကစပြီးကျွန်တော်ဟာစာဖတ်လွန်းတဲ့လက်တကောင်ဖြစ်သွားခဲ့ပါတယ်ဒါဟာလက်တကောင်အတွက်တော့ကျိန်စာပါပဲအထူးသဖြင့်ပါဇက်ဟလိုက်တာနဲ့တေးရတော့မဲ့ကျွန်တော်လူလက် တတဝအတွက်တော့စာဖတ်တယ်ဆိုတာကုကူကူနည်းနည်းချင်းစီတတ်သေးနေတာပါပဲဗျာကျွန်တော်ဟာအနေထိုင်မတတ်တဲ့လိတ်တကောင်ပါ လူတွေကိုစကလုံးတွေ ပြောပြချင်ရတာနဲ့သူအသွေးအစ်စ်တွေလှုံနှိုးချင်ရတာနဲ့ကိုကြောကုန်းဘော်ကအခွန်ကိုမှ အားမနာစာရီမြန်းမြန်းဖတ်ရင်လူတွေကိုစကားမြန်းမြန်းပြောလို့ရမယ်ထင်ခဲ့တာ တချို့အမားတွေဟာနှစ်ပေါင်း20ကျော်ပြီးမှအဖြေသိရတတ်တဲ့အကြောင်းဘယ်တင်ချာစာအုပ်မှမမရေးသားထားဘူးဗျာမင်းတို့မင်းကြီးဟာမင်းတို့မင်းကြီးဘဝမရောက်ခင်မောင်လွင်းဆိုတဲ့ဘုံကြီးចောင်းသားဘဝမှာဆရာတော်ရဲ့ရိုက်ခံခဲ့ရပုံအကြောင်းလူတော်တော်များများကသိကြမှာပါမင်းတို့မင်းနဲ့ငချောက်ပြားဆိုတဲ့ခေါင်းစဉ်နဲ့ចောင်းသင်ငန်းစာပြတ်တန်းမှုတယ် နောက်တစ်ချိန်မှာမင်းနှုံမင်းဖြစ်လာမဲ့မောင်လွင်ဟာဘုန်းကြီးကျောင်းသားဘဝနဲ့ပညာသင်နေတုန်းတနေ့ကျတော့ဆရာတော်ဘုန်းကြီးကဒါရဂါတယောက်လာလူတဲ့ငချောက်ပြားကိုတင်ခိုင်းတယ်။ဒါနဲ့မောင်လွင်လည်းငချောက်ပြားကိုကျက်တရီခန်းထဲမှာတင်ထားလိုက်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တရက်မှာဆရာတော်ကြီးကဖုံးပေးခြင်းလို့ငချောက်ပြားကိုသွားယူခိုင်းတော့မရှိတော့ပါဘူး။ပျောက်နေပါပြီ။ဒါကြောင့်ဆရာတော်ကြီးက နောက်တစ်ချိန်မှာဘရင်လုံးမဲ့သူဟာမချောက်ပြားတပြားကိုတောင်လုံးချုံအောင်မသိမ့်နိုင်ဘူးလားဆိုပြီးကြောပြင်ကိုအရှိုးထင်အောင်ရိုက်တဲ့လေအဲ့ဒါကလည်းဘရင်ဖြစ်သွားပြီးတဲ့နောက်မှသူ့ရဲ့သားတော်တွေကိုဆရာအရိုက်ခံရတာမညူညင်ဘူးဆုံးမရင်ကြောပြင်ကအရှိုးရာကိုလှန်ပြတယ်လို့ရေးထားတာကျွန်တော်ကတော့ပူပူသားသားလေးရှောက်ရေးထည့်ထားတယ်ထင်တာပဲ။ ြီးတော့ကလေးကိုရိုက်ပြီးဆုံးမတာကိုအားပေးရလဲရောက်ပါတယ်ဗျာမမိုက်ပါဘူးဒါပေမဲ့လူတွေဟာအပူစာအပူစာသားတွေထဲမှာနစ်မျိုးတက်ကြမှန်းကျွန်တော်မသိခဲ့ဘူးမိဘမြတ်တာတို့ဆရာကျေးဇူးတို့ဆိုတဲ့စကလုံးတွေနဲ့ညှူဆွဲဖန်းစားလိုက်ရင်လူတွေဟာမျက်ရည်လွယ်တက်ကြမှန်းကျွန်တော်မသိခဲ့ဘူးကျွန်တော်ကလိတ်ခုအနေအကြီးဆုံးခလုတ်ကူမှာ သွားပြီးနင်းလိုက်မိတယ်ကျွန်တော်ကဖုန်ကြီးရငချောက်ပြားကိုဘာလို့သိမ်းခိုင်းရတာလဲတကယ်ဆိုဖုန်ကြီးရနေ့ဖို့ညစာသိမ်းစီထားခိုင်းကောင်းလို့လားဖုန်ကြီးဆိုတာလောဘဒေါသမောဟကင်းအောင်ကျွန်တော်စကားမဆုံးလိုက်ပါဘူးတခြားသူတွေကတန်ရမျိုးစုံဆွဆွဲချက်မျိုးစုံနဲ့ကျွန်တော်ကိုတိုက်ခိုက်ပါတော့တယ် မင်းကတန်ဃာကိုဘာဖြစ်လို့စော်ကားရတာလဲမင်းကဘင်္ဂလီလားတန်ဃာတွေကိုကျေးဇူးကန့်တဲ့ကောင်ရှိုးဝါရောင်တော်လန်ကြီးကိုမေ့သွားပြီလားအဲ့ဒီလိုတိုက်ခိုက်မှုတွေဟာဘလို့စဉ်းစားတွေးခေါ်မှုအခြေခံကပေါ်လာတယ်လဲဆိုတာတော့မမလည်နိုင်တော့ပါဘူးကျွန်တော်လက်ညှိုးထိုးပြနေတာက lateral thinking လို့ခေါ်တဲ့ဖြန့်ထွက်တွေးခေါ် ဖြန့်ကျက်တွေးခေါ်မှုသူတို့မြင်တာက ထိုးပြနေတဲ့ကျွန်တော်လက်ညှိုးတူတူလေးတောင်စကားပြောခွင့်မရနိုင်တော့ဘူးလားအစိတ်တင့်တန်နေရတွေလေးတို့ထဲမှာမှုံရင်ဝေ့ဝဲနေတဲ့ဆွတ်ဆွဲချက်တွေရင်လိုတဲ့မျက်လုံးတွေဟာ နှစ်ပေါင်း20ကျော်အပတ်တကုတ်လိလာဖတ်ရှုခဲ့ရတဲ့ကျွန်တော်ရဲ့အသိဉာဏ်ကိုတုံလုံးခြောက်ချသွားစေပါလေကျွန်တော်လိလာခဲ့တဲ့ဒသနာတွေဟာ ရန်လိုနေတဲ့တန်တရားတွေကိုမငိမ့်တတ်နိုင်ဘူးဗျာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်ပေါင်းများစွာဟာ အခြေအမြင့်မရှိတဲ့တစ်ဖက်သက်အစွဲလန်းတွေကို မစည်းကြောနိုင်ဘူးဒီအတိုင်းဆိုတဲ့တသက်လုံးဒီအတိုင်းပဲကြက်ကြမှတ်ကြအတိတ်ပဲဖွင့်ကြတဲ့တမယိုးကြအစင်လာနဲ့မတူအောင်နောက်ရှူထောင်တစ်ခုပြောင်းကြည့်မိတာပါ မရဘူးလားလက်မခံနိုင်ဘူးလားကျွန်တော်တော့ကြောက်လာပြီဗျာတံပြန်မီးခွန်းထုတ်တာကိုလက်မခံနိုင်တဲ့အာနာရှင်တွေဟာ နှစ်90လုံးလုံးလူတွေရဲ့အုံနောက်ကို အာနာရှင်အကျင့်ဝင်အောင်ပုံသွင်းပစ်လိုက်ပြီလားဟင် လူတွေဟာ သူတို့ကိုသူတို့အာနာရှင်တွေ ဖြစ်လို့ဖြစ်မှန်းမသိကြတော့ဘူးသူတို့ရဲ့စန့်ကျင် သူတို့နဲ့စန့်ကျင်ဘက်ပြောရင် မကြိုက်ဘူး သူတို့မမြင်တဲ့ရှုထောင့်ကမိကွန်ထုတ်လိုက်တာနဲ့အတူတကွဖြည့်ရှင်းဖို့မကြိုးစားပဲရန်သူလို့ဆွဆွဲလိုက်ကြတယ်။တူတူလေးတောင်စကားပြောခွင့်မရနိုင်တော့ဘူးလား။ဟိုးဘက်တနေရာမှာတော့တစုံတစ်ယောက်ဟာလက်တွေဖြစ်နိုင်ဖြစ်နိုင်တာထက်ပိုတောင်းဆိုကြမယ်ဆိုရင်ရပြီးသားတောင် ပြန်ပြီးဆုံရှုံသွားနိုင်တယ်လို့လေတန်အေးအေးနဲ့ချိမ့်ချောင်းနေလေရဲ့ ကျွန်တော်ကတော့ဝေဖန်တာကြားရရင် TV ကိုထပြီးပိတ်ပစ်လိုက်မယ်ဆိုတဲ့လူကြီးတစ်ယောက်ကိုပြန်သတိရနေမိတယ်တူတူလေးတောင်စကားပြောခွင့်မရနိုင်တော့ဘူးဒီမိုကရေစီတည်ဆုံးနေတာကိုလက်တကောင်ဟာငီးကြည့်နေရပေါ့ကျွန်တော်ကအများကြီးနားလည်အောင်ဆိုပြီး နှစ်ပေါင်း20ကျော်စာရီတရဇက်ဖတ်ခဲ့တယ်အခုနေပြန်လှည့်ကြည့်လိုက်တော့ ဘသူမှစမဖက်ဘူးကျွန်တော်ဘေးမှာဘသူမှပါမလာဘူးဆိုတာတွေးလိုက်ရတယ်ဟင်ငါတယောက်တည်းရွာပြင်ရောက်နေပါလားဆိုတဲ့အတွေးနဲ့ကျွန်တော်တုံ့လှုပ်သွားတယ်ကြံတဲ့လူတွေကဟိုးပဲတလန်းမှာသူတို့ဘာမှမဖြစ်ဘူးသူတို့အစဉ်ပြေနေကြတယ်ရှူတော်အစ်စ်ကဖောက်ထွက်တွေးခေါ်မဲ့သူမရှိတဲ့ရွာထဲမှာသူတို့လိုမသွေးသူအချင်းချင်း အခေါ်အပြောလုပ်လို့ကောင်းနေတာပဲလေဘာပြဿနာမှမရှိဘူးပြဿနာရှိနေတာကကျွန်တော်တယောက်ထဲစာတွေလည်းအများကြီးဖတ်ထားတယ်ဗျာစကားတွေလည်းအများကြီးပြောချင်နေတယ်ပြောဖို့ပါဇက်ဟရင်တေမဲဆိုတာတိတိကြီးနဲ့ကျွန်တော်ဆိုတဲ့လက်တကောင်ဟာဒီမိုကရေစီနဲ့တခြားသောစန့်ကျင်ဘက်အတွေးတွေအကြောင်းစကားပြောဖို့ပါဇက်ကိုဟလိုက်တယ်ဒါပေမဲ့ဟော လူတွေကသူတို့ရဲ့နရွက်တွေကိုပိတ်ပြလိုက်ကြပြီ။ဝန်းနေစရာကောင်းလိုက်တာ။ပျက်စီးသွားလို့မဟုတ်ပါဘူး။မပြင်းမဲထားလိုက်လို့ဝန်းနေစရာကောင်းနေတာပါ။မင်းခိုက်ဆူးစံဟုတ်ကဲ့ပါရှင်။ဆရာမင်းခိုက်ဆူးစံရဲ့ဒီမိုကရေစီရေကန်တွေကလိတ်တကောင်ဆိုတဲ့ဝတ္ထုလေးဒီနေရာမှာပဲအဆုံးသတ်ပါပြီရှင်။ နားဆင်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ